ဝမ်ချမ်ပီယံရှစ်ပကအောင်လာအဆန်းကိုဒီဖိုင်တာနဲ့ပွဲတယ်ပြီးမယ်ဆိုရင်လည်းဒါတဲ့ပြီးလို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့အကြောင်းရင်းတစ်ခုဖြစ်တယ်။ကဲအားလုံးပဲမင်္ဂလာပါဗျာ။ JDS ဂျန်မပြန်လဲကျူဆိုလိုက်ပါတယ်။ကျွန်တော်ဒီကနေ့မှာတော့ပရိသတ်တွေတော်တော်များများစိတ်ဝင်စားနိုင်ခြေရှိတဲ့ topic အကြောင်းအရာ၃ခုနဲ့ပတ်သက်ပြီးဆွေးနွေးတုံ့တက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဘယ်အကြောင်းအရာ၃ခုဖြစ်မလဲဗျ။ကျွန်တော်နဲ့တူလိုက်ပါကြည့်ရှုကြလိုက်အောင်ပါ။နံပါတ်၁ကတော့1ကခေါ်ဆူလာမယ်ဆိုရင်တော့ဒါပွင့်ထုတ်ဖို့အတွက်အစဉ်သင့်ရှိနေပြီဆိုတော့အောင်လာအစဉ်ရဲ့အကြောင်း ဒါပြင်ကျွန်တော်ပြည်သက်တွေတော်တော်များများကသိရှိချင်နေကြတဲ့ဒါ online အဆင့်ရဲ့ဒီနောက်လာမဲ့ပြိုင်ဘက်ကဘယ်သူဖြစ်လာနိုင်ချေရှိတယ်လဲပေါ့နော်။ဒါနောက်လာမဲ့ပွဲစဉ်ကရောဘယ်အချိန်လောက်မှဖြစ်လာနိုင်ချေရှိတယ်လဲ။ဒါနေနဲ့ပတ်သက်ပြီးကျွန်တော်တုံတက်တင်ဆက်ပြီးတော့ဖြစ်ပါတယ်။ Lebanon ကတော့ရုရုဆိုတဲ့ကောင်ကိုလုံးဝအလဲထိုးနဲ့ရှုံးကျွေးပြန်ဆက်ပြမဲဆိုပြီးဒါဂတိပေးလာတဲ့အနာတူလီမာလီခင်ရဲ့အကြောင်းဒါအပြင်အနာတူလီမာလီခင်အနေနဲ့ UFC ကိုတွားဖို့ကြိုတင်လမ်းခင်းမှုတွေလုပ်နေတာလားဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြည်သက်တွေနဲ့အတူ ဆွေးနွေးတုံ့တက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်3ဘုံပြောက်နေတဲ့ရှာမီအော်တိုဂန်ကို1 Championship ကတခြားအဖွဲ့အစည်းမရောက်အောင်ထိန်းချုပ်ခေါ်ယူထားတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီကနေ့မှခေါင်းစဉ်3ခုပေါ်မူတည်ပြီးတော့မှဒီကပရိသတ်တွေနဲ့အတူဆွေးနွေးတုံ့တက်တင်ဆက်ပေးသွားမှာဖြစ်တယ်ဗျ။ Okay ဒါဆိုရင်နံပါတ်1အကြောင်းအရာကနေဆက်လိုက်အောင်ပါနံပါတ်1အကြောင်းအရာကတော့1ကခေါ်ဆူလာခဲ့မယ်ဆိုရင်တော့ဒါပွဲထိုးဖို့အတွက်အစဉ်တင့်ရှိနေပြီဆိုတော့ဒါအွန်လိုင်းအဆန်းအကြောင်းနဲ့ဒါအွန်လိုင်းအဆန်းရဲ့နောက်ပြိုင်ဖက် online အဆန်းရဲ့ဒါနောက်ထိုးတက်မဲ့ ဒါပွဲစဉ်အချိန်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတုံသက်တင်ဆက်ပေးတော့ဖြစ်ပါတယ်အဲ့တော့ပရိသတ်တွေအလုံးသိရှိခဲ့ကြပြီးသားအတိုင်းပဲဒါကျွန်တော်တို့ချစ်ခင်လေးစားရတဲ့ဒါမြန်မာနိုင်ငံရဲ့ရှေ့ဆောင်လမ်းပြတူဖြစ်ခဲ့တဲ့အောင်လအန်ဆန်ကတော့ဒီပြီးခဲ့တဲ့အပတ်မေလ23ရက်နေ့မှာပဲဒါအသက်40နှစ်ကိုပြည့်သွားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ဒီအသက်40ပြည့်မွေးနေ့မှာဆိုရင်တော့ဒါ One Championship ကဒါသူ့ကိုဒါမွေးနေ့စကားဆုတောင်းတဲ့ပုံစံမျိုးနဲ့ဒါ comment မှန်လာတာတွေ့ရတယ်ဗောနော်ဒါ online အဆန်းကိုတိုင်ကလည်းအဲ့ဒီ comment မှာပဲသူ့အနေနဲ့ ဒီ reply ပြန်ပြီးတုတ်ပြန်ထားတာကအကံ၍ one championship ကတော့ခေါ်လာမယ်ဆိုရင်သူ့အနေနဲ့ပွဲထိုးဖို့အစင်တင်ရှိတယ်ဆိုတဲ့အကြောင်းကိုဒါ comment မှန်သွန်းခင်တာတွေ့ရတယ်ဗျအဲ့တော့ဒီ comment ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့သိမြင်နိုင်တာကအောင်လဟဆန်းအနေနဲ့ပွဲထိုးဖို့အတွက်လုံးဝကိုအစင်တင်ရှိနေပြီဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားဖို့ကောင်းတာက one championship ကအောင်လဟဆန်းကိုဒါသူ့ရဲ့ဒီနောက်ဆုံးပွဲစဉ်အနေနဲ့ရှင်ပြိုင်ထိုးတက်မဲ့ပွဲစဉ်မှာ Bay Fighter နဲ့ပွဲတည်ပေးမလဲဒါအောင်လရဲ့ပွဲစဉ်အချိန်ကရော ဘယ်ချိန်လောက်ဖြစ်မလဲပေါ့နော်ဒါအလုံးတီးခဲကြတဲ့အတိုင်းပဲဒါ1 championship မှာဆိုရင်တော့ဒီ MMA ပွဲစဉ်တွေကိုဒါ covid နောက်ပိုင်းကလေးကတိတ်ပြီးတော့မှဒါအများအားမကျင်းပနိုင်ခဲ့ဘူးပေါ့နော်ဒါဒီနေ့ဒီချိန်ထိဆိုရင်တော့ဒီ MMA ပွဲစဉ်တွေကျွန်တော်တို့ဒီအနေငယ်လေးပဲဒါပွဲထုတ်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဒါ1 championship ကတော့ဒီ MMA ဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီတိတ်ပြီးတော့မှအားခဲထားပုံမရဘူးအထူးသဖြင့်ဒီနောက်ပိုင်းနဲ့2020 23 24 25မှာဆိုရင်တော့ ဒါ MMA ပွဲစဉ်တွေကျွန်တော်တို့ကျင်းပတာတော်တော်လေးကိုနင်းလာခဲ့ပြီးတော့မှဒါမွေထိုင်းပွဲစဉ်တွေပြည်ပစဉ်တွေကစ်ပေါင်စဉ်ပွဲစဉ်တွေပေါ့နော်အဲ့ဒါတွေလောက်ပဲဒါအဓိကကျင်းပပြုလုပ်နေတာတွေ့ရတယ်အဲ့တော့ middleweight တန်းကိုကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုရင်တော့ဒါအရင်တုန်းကဆိုရင်တော့ဒါ fighter တွေကဒါလက်ညှိုးချိုးရည်ရင်ကျွန်တော်ရည်လို့ရတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အခုကတော့ကျွန်တော်လက်ညှိုးချိုးရည်ဖို့မပြောနဲ့ fighter တွေဒါရှိနေတဲ့ fighter တွေတော်တော်များများကိုတော့ဒါပွဲမပြီးနိုင်တဲ့အနေအထားမျိုးတွေဖြစ်ပြီးတော့မှဒါ fighter တွေကလည်းပြောဒါတယောက်ပြီးတယောက် ဒါနှုတ်ဖက်သွားကြကုန်တယ်ဗောနော်ဒါအဓိကအဖြစ်ပြောရမယ်ဆိုတော့ဒီ weight တန်းအကြီးပိုင်းဗောနော်ဒါ weather weight ကတော့နည်းနည်းလေးဒီ fighter တွေတွေရှိသေးတယ်လို့ပြောလို့ရတယ်ဒါ light weight ရောပြောမယ်ဆိုတော့နည်းနည်းလေးသွားရှာလိုက်မယ်ဆိုတော့ဒီ MMA fighter တွေရှာလို့တွေ့နိုင်တယ်ဗောနော်ဒါအတူတူပြင်ဒီ middle weight တို့ဒါ light heavy weight တို့ပြီးပြီဆိုရင်ဒီ heavy weight တန်းဆိုတော့ဒါ fighter တွေကလုံးဝကိုဒါရှာနေတယ်ဗောနော်ပွဲရဖို့အတွက်တော်တော်လေးကိုခဲယဉ်နေတာမျိုးတွေ့ရတယ်အခုအနေထားကကျွန်တော်နှစ်နှစ်တောင်မှမဟုတ်ရင်၃နှစ်လောက်မှ ဒါဝမ်ချမ်ပီယံရှစ်မှာပွဲစဉ်တပွဲထူးတက်ရမယ်ဆိုရင်တော့မှဒါတော်တော်လေးကိုဒါဝမ်ချမ်ပီယံရှစ်ကိုကြီးစုတင်ရမယ့်အနေအထားမျိုးဖြစ်နေတယ်ပေါ့နော်။ဒါ UFC နဲ့ကတော့ဒါတော်တော်လေးကိုကွာခြားတယ်အဲ့တော့ online အန်ဆန်ကို one championship ကဒီတခြားတော့ MMA fighter တွေတော်တော်များများနဲ့တွားပြီး night shift ကြီးလိုက်မယ်ဆိုရင်တော့ဒါ online အန်ဆန်ကဒါသူတို့ရဲ့ဆိုင်ရင်ဒါပွဲကရနေသေးတယ်လို့ပြောလို့ရတယ်ဗျ။ Okay အဲ့တော့ကျွန်တော် online အန်ဆန်အနေနဲ့ဒါ one championship ဘက်က ဒါပဲအချိန်လောက်မှာသူ့ကိုနောက်ထပ်ပွဲစဉ်တစ်ပွဲဒါတည်ပြီးတွားနိုင်ချင်ရှိတယ်လေပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ one championship ရဲ့ဒီပွဲချင်းပပုံတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ဒါဒီနောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ဒါအမေရိကန်မှာဒါပြိုင်ပွဲနှစ်ပွဲကျွန်တော်ပုံမှန်ချင်းပလေ့ရှိတယ်ပေါ့နော်ဒါ online ဆန်းကိုတော့ဒီအမေရိကန်ပြိုင်ပွဲတွေမှာကျွန်တော်ပွဲထုတ်တာမျိုးတွေဒါ၈နှစ်တွေမှာလည်းကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ one championship ရဲ့ဒီပွဲချိန်စရာတွေကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ဒီလာမယ့်ဒီနှစ်ကုန်ခဏနေ့ပေါ့နော်၁၇လပိုင်း၁၇လပိုင်းအတော်အတွင်းမှာ ကျွန်တော်နောက်ထပ်ဒီကျင်းပပြုလုပ်သွားမယ်ဒါပြိုင်ပွဲကြီးထဲမှာလည်းဒါအောင်လာအဆန်းရဲ့ပွဲစဉ်ကပါဝင်လာနိုင်ချေရှိတယ်။အဲတော့ one championship ဘက်ကအောင်လာကိုဘယ် fighter နဲ့ပွဲတည်ပြီးမှလဲ။အဲတော့ကျွန်တော်ရဲ့မြင်ရဆိုရင်တော့ဒါကျွန်တော်တွေ့ရှိထားတဲ့ fighter တဦးရှိတယ်ပေါ့နော်။အဲတော့ဒီ fighter ရဲ့နာမည်ကတော့ the avan gnendiski လို့ခေါ်တယ်ပေါ့နော်။သူနာမည်ကတော့နည်းနည်းတော့ခေါ်ရတာခက်တယ်။ဒါ Russian က fighter တဦးဖြစ်တယ်ဗျ။အဲတော့ဒီ fighter ကိုဒါ one championship ဘက်ကဒါကျွန်တော်ရဲ့အမြင်ရတော့ဒါအောင်လာအဆန်းနဲ့ပွဲတည်ပြီးဖို့အတွက်ဒီ ပြီးခဲ့တဲ့ match လပေါ့နော်ဒါ1 Friday Fight 99ဆိုတဲ့ဒါပြိုင်ပွဲမှာဒီ Middleweight တန်းကဒါ Fighter အစ်တူးကိုဒါ1 Championship ကဒါပွဲထုတ်ပြီးတော့မှဒါ Middleweight နောက်ထပ် Fighter တူးနဲ့ပွဲတည်ပေးလိုက်တယ်ပေါ့နော်ဒီကျွန်တော်တို့ Avan Ginnidiski ဆိုတဲ့ဒီ Russian Fighter ကိုဒါ Kevin Chat ဆိုတဲ့ Fighter နဲ့ပွဲတည်ပေးလိုက်တယ်ဒါအတူတူပြင်ရတော့ကျွန်တော်အွန်လိုင်းအန်ဆန်ကိုကျွန်တော်ဒီဖိုက်တာနှစ်ဦးဦးထဲကကျွန်တော်တို့တဦးနဲ့ ဒါတွေ့စီဖို့အတွက်ဒါပွဲတယ်ပြီးခဲ့တယ်လို့ဒါပြောလို့ရတယ်ဗောနော်အဲ့တော့အဲ့ဒီပွဲစဉ်မှာဆိုရင်တော့ဒါကျွန်တော်ရုရှားဖိုင်တာတူဦးဖြစ်တဲ့အာဗန်ဂီနီဒီစကီကကျွန်တော်ကေဗင်ချက်ကိုဒါအလဲထိုးပုံစံမျိုးနဲ့ဒါနိုင်ရယူသွားခဲ့တယ်ဗောနော်အဲ့တော့ဒီဖိုင်တာအွန်လိုင်းဆန်းနဲ့ကျွန်တော်ပွဲတယ်ပြီးရင်ရောဒါအဆင်ပြေနိုင်သလားဗောနော်ဒါကိုကျွန်တော်ထည့်သွင်းစဉ်းစားကြည့်လိုက်မယ်ဆိုတော့ဒါကျွန်တော်ရဲ့မြင်ရတော့ဒါအဆင်ပြေမှုလေးတွေရှိတယ် အထူးသဖြင့်ဒီ Russian fighter ကဒီသူ့ရဲ့ဆွမ်းဆောင်ရည်အရလည်းကျွန်တော်ကောင်းတဲ့အနေအထားတစ်ခုမျိုးရှိတယ်ပေါ့နော်။ဒါ professional MMA ပွဲစဉ်ပေါင်းစုံတော့လက်ရှိအချိန်ထိဒါပွဲစဉ်ပေါင်း၅ပွဲအထိဒါရှိပြန်ထူးတက်ထားပြီးတော့မှဒါလုံးဝရှုံးပွဲမရှိကျွန်တော်ဒီပွဲစဉ်တိုင်းလုံးလုံးကိုကျွန်တော်ဒီပွဲအဆုံးတက်ပြီးတော့မှဒါအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်။အဲ့တော့ decision ထိကျွန်တော်တို့နိုင်ထားတဲ့ပွဲစဉ်ဆိုရင်ဒါတပွဲမှမရှိဘူး။ဒီအတွက်ကြောင့်မို့ဒါ one championship ကအောင်လာအဆန်းကိုဒီ fighter နဲ့ပွဲတယ်ပြီးမယ်ဆိုရင်လည်းဒါ တည်ပြီးလို့ရတဲ့အနေအထားမျိုးရှိတယ်ဗောနော်ဒါကတော့ကျွန်တော်အကြောင်းရင်းတစ်ခုဖြစ်တယ်အဲ့တော့နောက်ထပ်အကြောင်းရင်းတစ်ခုကိုပြောရမယ်ဆိုရင်တော့ဒီ middleweight တက်မှာ fighter တွေကလုံးဝကိုရှာပါပြီးတော့မှကျွန်တော်ဒီ light ဆိုင်တော့မှမင်းရှာရတဲ့အနေအထားမျိုးရှိနေတဲ့အတွက်ကြောင့်မို့နောက် one championship ကကျွန်တော်ရှိနေတဲ့ fighter ဗောနော်အထူးသဖြင့်ဒီ match လမှာပွဲထုတ်ခဲ့တဲ့ဒီအနိုင်ရရှိခဲ့တဲ့ fighter ဗောနော်အစောပိုင်းကျွန်တော်ပြောခဲ့တဲ့ဒီ even ginidiski ဆိုတဲ့ဒီ russian fighter နဲ့ပဲအဝမ်းချမ်းရှစ်ဘက်ကဒါအွန်လိုင်းအဆက်နဲ့ဒါပွဲတယ်ပြီးလာနိုင်ခြင်းရှိတယ်ဗောနော်အဲ့တော့ ဒီလိုစဉ်းစားတာကတော့ကျွန်တော်တို့အနေနဲ့ဒါဖြစ်လာနိုင်ခြင်းအရှိဆုံးဒါအကြောင်းရင်းတစ်ခုကိုဒါစဉ်းစားသွားခဲ့တယ်ဗောနော်အဲ့တော့ဒိုဝိမေနဲ့ဒါဝမ်ချမ်ပီယံရှစ်ဘက်ကတကယ်လို့ဒီအမေရိကန်နိုင်ငံမှာကျွန်တော်တို့ဒီပြိုင်ပွဲကြီးကိုမကျင်းပနိုင်ခဲ့ဘူးဆိုရင်တော့ဒါပြောလို့တော့မရဘူးဒါဂျပန်နိုင်ငံမှာကျင်းပပြုလုပ်သွားမဲ့ဒီပွဲစဉ်တွေမှာဒါအွန်လိုင်းအဆန်းကို ီပြိုင်ဖက်ဟောင်းတွေဖြစ်ခဲ့ကြတဲ့ဒီယူရှင်အိုကာမီတို့နဲ့တာမကြည်ပွဲတဲပြီးတာမျိုးလဲတာဖြစ်လာနိုင်ချေတော့ရှိတယ်မနော်အဲ့တော့ဒီလိုဖြစ်လာဖို့ကတော့ဒါကျွန်တော်ရဲ့အမြင်အရဆိုတော့နည်းနည်းလေးရာခိုင်နှုန်းနည်းတယ်အဲ့တော့ကျွန်တော်အနေနဲ့ဘာကြောင့်မို့အောင်လာအဆန်းကိုယူရှင်အိုကာမီနဲ့ဒီမကြည်ပွဲတဲပြီးနိုင်ချေရှိတယ်လေလို့ပြောရတဲ့အဓိကအကြောင်းရင်းကတော့ဒါဝမ်ချမ်ပီယံရှစ်အနေနဲ့ဒါအမေရိကန်နိုင်ငံမှာကျွန်တော်ပြိုင်ပွဲကြီးတွေတာကျင်းပမယ်လို့ကျွန်တော်ယာထားခဲ့တဲ့ပွဲစဉ်တော်တော်များများကလည်းဒီအကြောင်းရင်းရဲ့မျိုးမျိုးကြောင့် ဒါပြက်ပြဲတွန်းခင်းရတာလေးရှိတယ်ဗောနော်အဲ့တော့ဒီနှစ်ပိုင်းမှာကျွန်တော်တို့ဒါကျင်းပမဲ့ဒါပြိုင်ပွဲတွေမှာဆိုရင်လဲကျွန်တော်တို့ဒီတွဲဆိုင်တွေကမြန်မြန်ဆဆကျွန်တော်တို့ဒီပွဲထုံနိုင်လောက်တဲ့ဒီမျက်နှာပန်းလနိုင်လောက်တဲ့ဒီတွဲဆိုင်တွေကလည်းရောတော်တော်လေးကိုရှာယူရမယ့်အနေအထားမျိုးတွေနဲ့ဒါရင်ဆိုင်နေရတာကိုဒါတွေ့နေရတယ်ဗောနော်ဒီအတွက်ကြောင့်မို့ဒါပြောလို့မရဘူးဒါဝမ်ချမ်ပီယံရှစ်ဘက်ကဒါအမေရိကန်မှာပြိုင်ပွဲမကျင်းပနိုင်ဘဲနဲ့ဒီဂျပန်နိုင်ငံကိုဒါအဓိကဒီဈေးကွက်ဖောက်နေတဲ့အနေနဲ့ဂျပန်နိုင်ငံမှာတကယ်လို့ဒါပွဲကို ကျင်းပသွားမယ်ဆိုရင်တော့ online ဆိုင်ရဲ့ပွဲကဒါဂျပန်နိုင်ငံမှာလေကျွန်တော်ဖြစ်သွားနိုင်ခြင်းရှိတယ်ဗျနော်အဲ့လိုဖြစ်သွားနိုင်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ဒါပရိသတ်အင်အားရှိပြီးသားဖြစ်တဲ့ဒီ fighter ဟောင်းဗျနော် Gundam fighter တူဖြစ်တဲ့ဒါယူရှင် Okami ဗျနော် online ဆိုင်ဆိုလဲဒါ Gundam fighter ဗျနော်အဲ့တော့ဒီ Gundam fighter နှစ်ဦးကိုဒါမကြည်ပွဲအနေနဲ့ဒါပွဲပြန်တည်ပြတာမျိုးလဲဒါဖြစ်လာနိုင်တယ်ဗျနော်အဲ့တော့ဒီဟာကြတော့ကျွန်တော်ဖြစ်လာနိုင်ခြေတော့နည်းနည်းတော့နည်းတယ်ဗျနော်ဘာကြောင့်လဲဆိုတော့ဒီအချက်ကိုကျွန်တော်စဉ်းစားရတဲ့အကြောင်းရင်းက ဒါ1 championship ဘက်ကကျွန်တော်ဒီနောက်ပိုင်းနှစ်တွေမှာဆိုတော့အထူးသဖြင့်ဒီ Japan Z ကွက်ကိုဒါတော်တော်လေးကိုဥတီပြီးတော့မှဒါထိုးဖောက်နေတာမျိုးတွေ့ရတယ်။ဒါ Japan Fighter တော်တော်များများကိုလည်းဒါစာချုပ်ချုပ်ခေါ်ယူတာမျိုးတွေလည်းတွေ့ရတယ်ဗောနော်။အဲ့တော့ဒီနေရာမှာပရိသတ်တွေကမေးလိမ့်မယ်ဗျအောင်လန်ဆန်နဲ့ယူရှင်အိုကာမီတို့ကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗောနော်ဒါယူရှင်အိုကာမီက1နဲ့တောင်လန်ခွဲသွားပြီအဲ့တော့ပြောလို့တော့မရဘူးဒါဖြစ်ချင်မှလည်းဖြစ်မယ်ဒါမှမဟုတ်ရင်ကျွန်တော် 1championship ကဒါယူရှင်အိုကာမီကိုဒါဒီတပွဲထိုးပုံစံမျိုးနဲ့ဒါဆက်ချုပ်ချုပ်ပြီးတော့မှဒါအောင်လန်ဆန်နဲ့ ွဲတည်ပြီးတာမျိုးလည်းဖြစ်နိုင်တယ်မနော်နောက်ထပ်ဖြစ်နိုင်ခြေရှိတာကတော့ဒါစောပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ဒီ middleweight tank fighter တို့ဖြစ်တဲ့ဒီ Russian fighter နဲ့ပဲဒါဂျပန်နိုင်ငံမှာကျွန်တော်ပွဲတည်ပြီးလာနိုင်ခြေရှိနေတယ်ဗောနော်အဲ့တော့တကယ်လို့ဒါအောင်လန်အစိုင်းရဲ့ပွဲစဉ်ကိုဂျပန်နိုင်ငံမှာကျင်းပပြစ်လုံမယ်ဆိုရင်တော့ဒါအချိန်အားဖြင့်ပြောမှဆိုနည်းနည်းတော့ဒါခက်မှန်းရခက်တယ်ဒါဘယ်အချိန်ပွဲတည်ပြီးမလဲဆိုတာကတော့ဒါအတိအကျတော့ပြောလို့တော့မရသေးဘူးဗောနော် ဲ့တော့တကယ်လို့အမေရိကန်မှာကျွန်တော်ပွင့်တယ်ပြီးခဲ့မယ်ဆိုရင်တော့ကျွန်တော်17လပိုင်း17လပိုင်းလောက်မှာကတော့ဒါအောင်လအဆိုင်ရဲ့ပွဲစဉ်ကိုဒါကျွန်တော်တို့အနေနဲ့ဒါတွေ့မြင်သွားရဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒုတိယ topic ကိုတွောလိုက်အောင်ပါဒုတိယ topic ကတော့ဒါရူရူဆိုတဲ့ကောင်ကိုလုံးဝအလင်းထိုးနဲ့ရှုံးကျွေးဆက်ပြမယ်ဆိုပြီးဒါဂရိဘီပြောဆိုလာခဲ့တဲ့ဒါမာလီခင်အကြောင်းနဲ့ဒါ UFC ကိုတွောဖို့အတွက် အမလီခင်ကကျူတင်လန်ခင်းမှုတွေလုပ်နေတာလားပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်သုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါပြီးခဲ့တဲ့နှစ်2024နိုဝင်ဘာလ10ရက်နေ့မှာဆိုရင်တော့ဒါအနာတိုလီမလီခင်အနေနဲ့ဒါသူ့ရဲ့ဒီ heavy weight MMA ကမ္ဘာချန်ပီယံခပ်ပတ်ကိုဒါအူမာခင်းဆိုတဲ့ fighter နဲ့ကျွန်တော်ကောက်ွယ်ပြီးတော့မှဒါရှင်ပြန်ထိုးသက်သွားခဲ့ရတယ်ပေါ့နော်။အဲ့ဒီပြိုင်ပွဲမှာဆိုရင်တော့ဒါအနာတိုလီမလီခင်အနေနဲ့ဒါအူမာခင်းကို split decision ပုံစံမျိုးနဲ့ ဒါရှုံးနေသွားခဲ့ရတယ်ပေါ့နော်အဲ့တော့ပရိသတ်တွေအလုံးတရှိခဲ့ကြပြီးတာအတိုင်းပဲအနာတူလီမန်လီခင်ကတော့ဒါရုရုကိုရှုံးနေပြီးသွားတဲ့နောက်ပိုင်းမှာကလေးကဆိုရှယ်မီဒီယာကနေပြီးတော့ဒါအချိန်အတိုင်းဒါတစ်ခုလောက်ဒါပျောက်သွားခဲ့တယ်ဒါပေမဲ့ဒီတိတ်မကြာသေးခင်မှာဆိုရင်တော့ဒါသူ့အနေနဲ့ဒါသူ့ရဲ့ဒီရုရုနဲ့ရှုံးခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှဒါယင်ဖွင့်လာခဲ့တာမျိုးတွေရှိတယ်ပေါ့နော်ဒါသူဘယ်လိုမျိုးဒါယင်ဖွင့်ပြောဆိုလာတယ်လဲဆိုတဲ့ဟာလေးကိုဒါပရိသတ်တွေကိုသိရှိသွားအောင်ဒါအနေငယ်လေးပြောပြပေးချင်ပါတယ်အဲ့တော့သူဒီမှာပြောဆိုထားတာဆိုရင်တော့ ဒါရူရူနဲ့ပွဲစဉ်ကသာသူ့ရဲ့ဒီ professional MMA ဒီ fighter ဘွားပွဲစဉ်တလျှောက်လုံးမှာပေါ့နော်ဒါပထမဦးဆုံးဒါရှုံးပွဲအနေနဲ့ဂျုံတွိတွားခဲ့ရတဲ့ပွဲစဉ်ဖြစ်တယ်ဒီရွေးချောင်းမို့သူ့အနေနဲ့အဲ့ဒီရှုံးပွဲပြီးတွားတဲ့နောက်ပိုင်းမှာကလေးကဒါနေနေရတော်တော်များများတွေမှာဒါချိန်မိတ်ပြီးတော့မှတောင်ငူကြွေးခဲ့ရတယ်ဆိုပြီးတော့မှဒါပြောဆိုထားတယ်ပေါ့နော်ဒါရူရူနဲ့ရှုံးပွဲပြီးကလေးကသူ့အနေနဲ့ဒီအချိန်အတိုင်းတာတစ်ခုလောက်ထိဒါအနားယူခဲ့ရတယ်။အဲတော့အနားယူခဲ့ရတဲ့အပြင်ကိုမှ ဒါသူ့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာအရာရော ပြီးပြီဆိုရင်ဒီရုပ်ပိုင်းဆိုင်ရာအရာရောပေါ့နော်ဒီငကူပုံမှန်အတိုင်းဖြစ်ဖို့ဒါတော်တော်လေးကိုစူးစမ်းယူခဲ့ရတယ်။သူ့အနေနဲ့ကတော့အဲ့ဒီကံလတွေကိုဒါကြော်လွန်ပြီးမှပဲလေ့ကျင့်ခန်းတွေကိုပြန်ပြီးတော့မှလှုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောဆိုထားတယ်။အဲလွန်ခဲ့တဲ့ဒီ9နှစ်လုံးလုံးနည်းနည်းလေးမှအနားမယူဘဲနဲ့ training တွေကိုစတိုင်ပြုလုပ်ခဲ့တယ်။အဲ့ဒီတော့ဒါသူအနားယူနေတဲ့အချိန်မှာဒါကိုကိုကိုဒါပြန်လဲတုံးတက်မိတယ်ပေါ့နော်။ဒါမိသားစုတွေနဲ့ရောကျွန်တော်အချိန်ယူပြီးတော့မှ ါအချိန်အများကြီးကျွန်တော်ဒီစိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာရောကျွန်တော်အကောင်းဆုံးပုံစံမျိုးကျွန်တော်ရယူနိုင်အောင်ကျွန်တော်တည်ဆောက်နိုင်ခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီပွဲစဉ်ကလည်းဒါပရိသတ်တွေအလုံးတရှိခဲ့ကြပြီးတာအတိုင်းပဲဒါသူ့ရဲ့ဒီပထမဆုံးရှင်ပွင်ဖြစ်ခဲ့တယ်ဗောနော်အဲ့တော့ဒါအခုချိန်မှပဲဒါသူ့ရဲ့စိတ်ပိုင်းဆိုင်ရာရောဒီရုပ်ပိုင်းဆိုင်ရာကဒီအဲ့ဒီပွဲထိုးနေတဲ့အချိန်တိုးတွင်းမှာဆိုရင်တော့ဒါတရားရခိုင်တော့အပြည့်ဝမရှိခဲ့ဘူးဆိုတာကိုသိချာ သဘောပေါက်ခဲ့တယ်ပေါ့နော်။ဒါကြောင့်မို့ဒီအဲ့ဒီအပိုင်းတွေကိုတဲ့သူကဒါအဓိကပြင်ဆင်နေပေါ့နော်။ဒါပြန်လာဖို့အတွက်လည်းဒါအစင်တင်ရှိနေပြီဆိုပြီးတော့မှဒါပြောဆိုထားခဲ့တယ်ပေါ့နော်ရူရူနဲ့ပွဲပြီးကလေးကပေါ့နော်အဓိကအားဖြင့်ရှုံးသွားခဲလို့ကြီးပဲဒါစိတ်ပြတ်တာမျိုးမဟုတ်ဘဲနဲ့အထူးတဖြင့်ပေါ့နော်သူ့ရဲ့ဒီဆွမ်းဆောင်ရည်ကိုဒီအကောင်းဆုံးမချပြနိုင်ခဲ့ဘူးပေါ့နော်ဒေတွေ့ချက်မို့သူ့အနေနဲ့သူ့ကိုယ်ကိုတော်တော်လေးကိုစိတ်ပြတ်မိတယ်အဲ့တော့ပြောမယ်ဆိုတော့ဘက်ကဒီမစ္စတာချက်ထရီကလည်းသူ့ကိုဒီခေါင်ပွဲအနေနဲ့ဒါပွဲတယ်ပြီးခဲ့တယ်ပေါ့နော် ဲ့တော့ဒီလိုခေါင်ပွဲဒီလိုချန်ပီယံသုံးထက်ကွမ်းချန်ပီယံဂုံပုတ်နဲ့ဒီညီမျှတဲ့ဒီဆွမ်းဆောင်ရည်မျိုးကိုသူ့အနေနဲ့ဒါမချပြနိုင်ခဲ့ဘူးပြောလို့ဆိုတော့အဲ့ဒီဆွမ်းဆောင်ရည်မျိုးလေးအဲ့ဒီပွဲထိုးနေတဲ့အချိန်မှာဒါမရှိခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဒီဆွမ်းဆောင်ရည်ရပြောမယ်ဆိုရင်တော့ဒါဖိုက်တာဘွားတလျှောက်လုံးမှာဒီအစိုးရဆုံးအနေထားမျိုးရှိတယ်လို့တော့မှဒါသူ့ကိုကိုကျွန်တော်မတ်ချက်ပြုတ်ပြီးတော့မှဒါပရိသတ်တကူအတိပေးတဲ့ပုံစံမျိုးနဲ့အတိုင်းဖြန့်လာတာမျိုးတွေ့ရတယ်ပေါ့နော် အဲ့တော့ဒီလိုအကြောင်းရင်းတွေကြောင့်မာလီခင်ကတော့ဒါရူရူနဲ့မကြည်ပွဲပြန်ပြီးတော့မှဒါရှင်ပြန်ထူးတက်သွားခြင်းနဲ့ဒါရူရူကိုလည်းမကြည်ပွဲမှာဒါအလဲထူးပုံစံမျိုးနဲ့ဒါအမောက်တိတ်ပြမယ်ဆိုပြီးတော့မှဒါပြောဆိုထားခဲ့တယ်ဗောနော်ဒါမကြည်ပွဲကသူ့အနေနဲ့ဒီအဖြစ်ချင်းဆုံးနဲ့အလူချင်းဆုံးအရာဖြစ်တယ်တီချာပေါက်လည်းဖြစ်လာမယ်ဆိုပြီးတော့မှဒါပြောဆိုထားခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်တို့မာလီခင်ကိုတိုင်ကလည်းသူကပြောထားတယ်လက်ရှိဗောနော်ဒါ heavy weight တန်းကိုပဲသူ့အနေနဲ့ဒါအပြည့်အဝအာယုံစိုက်ထားတယ်ဗောနော်ဒါတခြား weight တန်းတွေကတော့ သူအနေနဲ့ဒီနောက်ပိုင်းမှာမှအေးအေးဆေးဆေးကျွန်တော်တို့ပြန်ပြီးတော့မှအရှင်ပြန်ထိုးတက်မယ်ဆိုပြီးတော့မှပြောဆိုထားတယ်ပေါ့နော်အဲ့တော့လက်ရှိအနေနဲ့ကတော့သူအနေနဲ့ဒီ heavy weight တန်းကိုပဲဒါအဓိကဒီအာယုံအပြည့်စိုက်နေရတဲ့အတွက်ကြောင့်မို့ဒါသူ့ရဲ့ weight ကိုဒီအတူအလျှော့လုပ်ပြီးတော့မှဒါထိုးတက်တာတွေလုံးဝမလုပ်သေးဘူးဆိုတော့မှပြောဆိုထားတယ်ပေါ့နော်အဲ့တော့ကြည့်ရတဲ့လောက်ဆိုတော့မာလီကင်အနေနဲ့ဒါလုံးဝဒီဥမာခိန်းပေါ့နော်ရူရူနဲ့မကြည့်ပွင့်ထိုးဖို့အတွက်ကိုလုံးဝဒါအပြည့်ဝဒါအာယုံစိုက်ထားတယ် ဒါ one championship ကတကယ်လို့ဒီတခြားဒီ light heavyweight တို့ middleweight တန်းတို့ဒါပွဲစီစဉ်ပြီးမယ်ဆိုတော့သူ့အနေနဲ့ဒါ ready ရှိနေတဲ့အနေအထားမျိုးမရှိပါတော့အဲ့တော့ဒီအကြောင်းရင်းတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ဒါ Malikin နေနဲ့လုံးဝကျွန်တော်တို့ဒီ Uma Khan နဲ့မကြည်ပွဲကသူ့အနေနဲ့ဖြစ်ကိုဖြစ်စေချင်တဲ့အနေအထားမျိုးရှိတယ်ဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့ပုံစံမျိုးရှိနေတယ်ပေါ့နော်အဲ့တော့ one championship ကတော့ဒါကျွန်တော်ထင်ကလည်းဒါမာလီကင်ပြင်ဆင်ထားတယ်လို့ပဲပေါ့နော်ဒါ heavy weight တန်းကိုအပြည့်အဝအာယုံစိုက်ထားတာလည်းပါတယ်ဒီလိုကြောင့်မို့ဒါ one championship ဘက်က ဒါရုရုကိုကျွန်တော် မာလီခင်နဲ့ဒါမကြည်ပွင့်ပြင်ပြီးတော့မှဒါတင်ပြီးလာဖို့ကတော်တော်လေးကိုရခိုင်လို့များတယ်လို့ဒါပြောဆိုရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါသူတို့ရဲ့ပွဲစဉ်ကတော့ဘယ်ချိန်ဖြစ်လာမလဲလို့ဒါကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့ဒီအမေရိကန်မှာကျင်းပပြစ်လို့သွားမဲ့ဒီပြိုင်ပွဲကြီးမှာပဲပါဝင်လာဖို့ရှိတယ်ပေါ့နော်ဒီ6လပိုင်းဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ ဒီနှစ်ကုန်ပိုင်း17လပိုင်း17လပိုင်းလောက်မှာပဲဒါပွားဝင်လာဖို့ပို့ပြီးတော့များတယ်ဒီနာမည်ကြီးဖိုင်တာတွေဒီတုံးထက်ကွမ်းချန်ပီယံပြောမစဝမ်းချန်ပီယံရှစ်မှာဒါဂုံပုတ်အမြင့်ဆုံးဖိုင်တာဖြစ်တယ်ပေါ့နော်ဒါရူရူဆိုရင်လည်းဒါချန်ပီယံဖြစ်ထားတဲ့အတွက်ကြောင့်မို့ဒါဒီလိုဖိုင်တာတွေဆိုရင်တော့တေချာတဲ့ကျွန်တော်တို့ဒီဝမ်းချန်ပီယံရှစ်ရဲ့ဒီအမတ်စင်တက်ပြီးတော့မှဂျင်းပါတဲ့ဒီပြိုင်ပွဲကြီးတွေမှာပေါ့နော်ဒါထည့်သွင်းပြီးတော့မှတို့တို့ဒီကိုရှင်ပြိုင်ထူးတက်သွားစေဖို့ကဒါရခိုင်တို့အရာပြောမစတော်တော်လေးကိုများတယ်ဒါအောင်လာဆန်းလဲထူနီးသူပဲဗျကျွန်တော်အဲ့ဒီပြိုင်ပွဲကြီးတွေမှာဒါပါဝင်လာနိုင်ခြင်းများတယ်ပေါ့နော် โอเคအဲ့တော့မန်လီခင်နေနဲ့ UFC ကိုဒါတွားဖို့ကြိုတင်လမ်းခင်းမှုတွေလုပ်နေသလားဗောနော်ဒါနဲ့ပတ်သက်ပြီးဒါနိုင်ငံလေးပြောပြပေးချင်ပါတယ်အဲ့တော့ပြည်သက်တွေအားလုံးတရှိခဲ့ကြပြီးတာအတိုင်းပဲဒါလွန်ခဲ့တဲ့လပိုင်းမှာဆိုရင်တော့ဒါ Rainier Director အနေနဲ့ဒါ UFC မှာသူ့အနေနဲ့ဒါ၃ပွဲမြောက်ဒါရှင်ပြန်ထုတ်တက်ခဲ့တယ်ဗောနော်အဲ့ဒီမှာဆိုရင်တော့ဒီ ground ပိုင်းဗောနော် ground ပိုင်းမှာတော်တော်လေးကိုကောင်းတဲ့ fighter တူဖြစ်တဲ့ Dominic ဆိုတဲ့ fighter နဲ့ရှင်ပြန်ထုတ်တက်ပြီးတော့မှ Rainier အနေနဲ့ဒါအနိုင်ရယူပြနိုင်ခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီပွဲပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ Anatoly Malikin အနေနဲ့ ရိုင်းနီယာဒရိုက်တာကိုဒါချီချူးပြောဆိုမှုလေးတွေလုပ်ထားတယ်ပေါ့နော်အဲ့ဒီချီချူးပြောဆိုမှုကဒါအနာတူလီမာလီခင်အနေနဲ့ဒါ UFC ကိုကျွန်တော်တွားဖို့အတွက်ဒီလန်ခင်းမှုတွေလုပ်ထားတာလားဆိုတာနဲ့ဒါဆက်ဆက်မှုရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါသူဘယ်လိုမျိုးရိုင်းနီယာဒရိုက်တာကိုဒါချီချူးပြောဆိုမှုတွေပြုလုပ်ထားခဲ့တယ်လေပေါ့နော်ဒါနဲ့ပတ်သက်ပြီးဒါပရိသတ်တွေသိရှိသွားအောင်ကျွန်တော်အနေနဲ့ဒါအနေငယ်လေးပြောပြပေးချင်ပါတယ်ဒီမှာအနာတူလီမာလီခင်အနေနဲ့ပြောဆိုထားတာဆိုရင်တော့ဒါရိုင်းနီယာဒရိုက်တာက ဒါလက်ရှိအနေထားအရမှာဆိုရင်ပေါ့နော်ဒါ UFC မှာဆိုရင်တော့ဒါသူ့ကိုလုံးဝဒါ short တွက်ထားလို့မရတော့ဘူးဆိုမှပြောဆိုလာတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီ Anatoly Malkin ရဲ့အမြင်မှာဆိုရင်တော့ဒါ Ranier Director ကလက်ရှိဒီ UFC ရဲ့ဒီ middleweight တန်းမှာဆိုရင်တော့ဒါထိပ်တန်းဒီ ranking top 3ဇင်းထဲမှာဒါပါတယ်ဆိုပြီးတော့မှဒါချီးကျူးပြောဆိုထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုချီးကျူးပြောဆိုတာကတော့ဒါကျွန်တော်ရဲ့အမြင်အရဆိုင်တော့ဒါ Anatoly Malkin ရဲ့ဒီ ပြန်ဖက်ဟောင်းတူဖြစ်ခဲ့တာလည်းပါတယ်ဗောနော်နောက်ပြီးတော့မှဒါမာလီကင်ကိုတိုင်ကလည်းဒါ UFC ကိုဒါနည်းနည်းလေးဒီမြောက်မြောက်ပြီးတော့မှပြောထားတဲ့အပိုင်းလေးတွေလည်းကျွန်တော်တွေ့ရတယ်ဗောနော်ထပ်ပြီးကျွန်တော်ပြောဆိုထားတာလေးကိုကြည့်လိုက်ရအောင်ပါအဲ့တော့မာလီကင်ကသူပြောခဲ့တာဆိုရင်တော့ဒါ Rania the Writer နဲ့ဒါထိုးတဲ့အချိန်ကလေးကဗောနော် Rania the Writer ကဒါတော်တော်လေးကိုဒါရဲရင်တဲ့ fighter တူဖြစ်တယ်အတူကိုတိုင်းကတော့မှတော်တော်လေးဒီအာအာတင်ခဲ့ရတဲ့ fighter တူဖြစ်တယ်ဆိုတာပြောဆိုထားတယ်ဗောနော် နောက်ပြီးတော့မှဒါအနာသူမီမာလီခင်ကပေါ့နော်သူ့ကိုအခုလိုမျိုးဒီတုံးထက်ကွမ်းချင်ပြင်ဖြစ်အောင်တွန်းပို့ပြီးခဲ့တဲ့သူကလည်းဒါရိုင်းနီယာဖြစ်တယ်ဆိုပြီးတော့မှဒါပြောဆိုထားတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုတော့ဒါသူ့လိုကျွန်တော်တို့ပြန်ဖက်မျိုးနဲ့ဒါရင်ဆိုင်ခဲ့ရတာဆိုရင်တော့အနာသူမီမာလီခင်အတွက်ဒါတော်တော်လေးကိုဒီအချိန်တွေအများကြီးယူပြီးတော့မှကျွန်တော်အင်တိုက်အားတိုက်နဲ့ ဒါကျူးစားပြင်ဆင်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုပါသူကထပ်ပြီးတော့မှပြောဆိုခဲ့တယ်ဗောနော်ဒါရိုင်းနီယာကဒါ UFC မှာဒါနိုင်ပွဲဆက်နေတာဆိုတာကဗောနော်ဒါပြိုင်ဖက်တွေတော်တော်များများကဒါသူ့ရဲ့ဒါ level မျိုးမရှိနေတဲ့အတွက်ကြောင့်မို့ဖြစ်တယ်ဆိုပြီးတော့မှဒါ UFC middleweight တန်းမှာဆိုရင်တော့ရိုင်းနီယာကိုချင်းချောက်နိုင်တဲ့ fighter ကဒီ concept ချိမဲ့တယောက်လောက်ဒါရှိတယ်ဆိုပြီးတော့မှဒါနာတူနီမာလီကင်နေနဲ့ဒါရိုင်းနီယာကိုချီချူးပြောဆိုထားတာတွေ့ရတယ်ဗျအဲ့တော့ပြောမယ်ဆိုရင်တော့အခုလက်ရှိအချိန်မှာက ါသူ့အနေနဲ့ Rania the writer ကတော်တော်လေးကိုဒီ UFC မှာလုတ်ပြနိုင်တယ်မဟုတ်လားလုတ်ပြနိုင်တယ်ဆိုတဲ့အားကလည်းဒါသူ့ရဲ့ပြန်ဖက်တိုင်းကဒါ Rania လောက် level မရှိဘောနော်အဲ့တော့ Rania နဲ့ကျွန်တော် level ရှိတဲ့ fighter ကဒါဘယ်သူလဲလို့ကျွန်တော်စဉ်းစားကြည့်လိုက်မယ်ဆိုတော့ဒါဆိုလိုချင်တဲ့အသေးပဲကဒါခန်းဆက်ချိမဲ့တယောက်လောက်ဒါရှိတယ်ဘောနော်ခန်းဆက်ချိမဲ့အပြင်ဘယ်သူရှိမလဲဆိုတော့ဒါနာတူလီမာလီခင်ဘောနော်အဲပုံစံရလို့မျိုးပေါ့အဲ့တော့တကယ်လို့ဒါဘောနော်ဒါကျွန်တော်ရဲ့မြင်ရကတော့ အသက်ချင်းချင်းမှာကျွန်တော်ဝမ်ချန်ပီယံရှစ်မှာပေါ့အနာတူလီမာလီဂင်ကိုကျွန်တော်တုံးထက်ကွမ်းချန်ပီယံဒါရူရူနဲ့မကြည်ပွဲမှာဒါအနိုင်ရယူပြီးတော့တုံးထက်ကွမ်းချန်ပီယံဖြစ်သွားပြီးပြီဆိုရင်တော့သူ့အနေနဲ့ဒီခပ်ပတ်တွေကိုကျွန်တော်လက်လွတ်ပြီးတော့မှဒါ UMC ကိုတန်းပြီးသွားမယ်ဆိုရင်တော့မှဒါသွားလို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးသူမတ်ချက်ပြုတ်ပြောဆိုသွားတာကဒါ UMC ကိုသွားဖို့အတွက်ကြိုတင်လမ်းခင်းမှုတစ်ခု ဟုတ်မဟုတ်ဆိုတာကတော့ကျွန်တော်ဒါဘေးခဏချိန်မယ်ပေါ့နော်အခုကျွန်တော်ဒီလိုမျိုးပြောဆိုလိုက်တာကတကယ်လို့တော့ပေါ့နော်ဝမ်ချမ်ပီယံရှစ်မှာမာလီခင်နေနဲ့ကျွန်တော်အနားယူသွားခင်မယ်ဆိုတော့ဒါ UFC ကိုကျွန်တော်သွားမယ်ဆိုရင်တော့မှဒီကျွန်တော်တခြားတော့ဒီတဆင့်ခံအဖွဲ့အစည်းနဲ့ဒါသွားစရာမလိုဘဲနဲ့ကျွန်တော်ဒိုက်ရိုက်ကျွန်တော် UFC အဖွဲ့အစည်းကိုဒါသွားလို့ရတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့တကယ်လို့တော့ကျွန်တော်ဒါဒီအနာတိုလီမာလီခင်နေရတာဖြစ်ခဲ့မယ်ပေါ့နော်တခါတည်းကိုကျွန်တော်ရူရူနဲ့ကျွန်တော်မကြည့်ပွဲထိုးပြီးတော့မှအတုံးထက်ကွမ်းချမ်ပီယံဖြစ်မယ် အဲ့တော့ဖြစ်ပြီးတော့နောက်ပိုင်းမှာနောက်ဆုံးအနေနဲ့ဒါအွန်လိုင်းဆန်ဝါနိုင်ရရှိခဲ့ဘူးတဲ့ဒါရှာမီအာဒူဂန်နဲ့ဒါမီဒဝိတ်တန်းမှာမီဒဝိတ်ချန်ပီယံခက်ဘက်ကောင်ကွယ်ပွဲလေးထိုးမယ်ပေါ့နော်အဲနှစ်ပွဲစလုံးကျွန်တော်အနိုင်ရယူသွားမယ်ဆိုတော့ဒါအနာတူလီမာလီခင်နဲ့ဒါဝမ်ချန်ပီယံရှစ်မှာကျွန်တော်ဒီလောက်ပြစရာကမရှိတော့ဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးမှာ तू အခုလိုဒါရိုင်းနီယာဒရိုက်တာကိုချီကျူးပြောဆိုမှုလုပ်ထားတဲ့ဟာကဒါသူ့ကို UFC ကိုကျွန်တော်ဒါတိုက်ရိုက်ကျွန်တော်ရောက်စီနိုင်တဲ့ဒါအခွင့်အရေးတွေဒါအခွင့်လန်းတွေနဲ့ဒါ ဖြစ်နေတယ်လို့ကျွန်တော်တို့ဒါတုံ့တက်လို့ရတယ်ဗောနော်အဲ့တော့သူ့အနေနဲ့ကတော့ဒါ UFC ကိုတွားဖို့အတွက်ဒီ land ခင်းမှုပုံစံအနေထားနဲ့ပြောတာမဟုတ်ဘူးလို့တော့ထင်တယ်ဗောနော်အဲ့တော့ကျွန်တော်သူ့တယောက်တည်းဆန္ဒအရပြောရမယ်ဆိုတော့ဒါမာလီကင်ကဒါ UFC အဖွဲ့အစည်းကိုဒါပို့ပြီးတော့မှရောက်စီချင်တယ်ဗောနော်ဒါရောက်သွားပြီဆိုရင်တော့ကျွန်တော်အနေနဲ့ဒါပွဲကောင်းတွေကိုကျွန်တော်ထပ်မံကြည့်ရှုတွားရဖို့ရှိနေတယ်ဗောနော်အဲ့တော့ဒါ1 championship မှာဆိုရင်တော့ဒါပရိသတ်တွေအားလုံးသိရှိကြတဲ့အတိုင်းပဲဗောနော်ဒီနောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ ဒီ MMA fighter တွေကျွန်တော်တို့ဖွဲတွေတော်တော်များများမရကြဘူး MMA fighter တွေကိုလည်းပွဲမပြီးပဲနဲ့ဒီဖြုတ်ချနေတာမျိုးတွေတွေ့ရတဲ့ပြင်ကိုမှ fighter တွေတော်တော်များများကလည်းဒါ1နဲ့လမ်းခွဲပြီးတော့မှဒီတခြားအဖွဲ့အစည်းတွေမှာဒါတွားပြီးတော့မှရှင်ပြန်ထုတ်တက်တာမျိုးတွေတွေ့ရတယ်ဗောနော်အဲ့တော့မလီကင်နေနဲ့ဒီလိုခွင့်ရေးကောင်းမျိုးကိုကျွန်တော်ရယူပြီးတော့မှ UFC ကိုတွားနိုင်မယ်ဆိုတော့ဒါတော်တော်လေးကိုကောင်းမယ်ဗျဒါအလားလာတော်လေးကိုရှိသွားမယ်ဗောနော်အဲ့တော့မတူညီတဲ့အဖွဲ့အစည်းမှာဒါ champion ဖြစ်နိုင်မယ် ဒါအခွင့်ရတဲ့သူ့အနေနဲ့ရရှိမယ်ပေါ့နော်ငကူကလေးကသူ့အနေနဲ့ဒီသုံးထက်ကွမ်ချန်ပီယံဂုံပို့ကိုလည်းဒါပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မို့ဒါနာတူနီမာလီခင်ကတော့ကျွန်တော်တို့ဒီကမ္ဘာတဝန်းကပရိသတ်တွေကျွန်တော်တို့ပို့ပြီးတော့မှတိလာနိုင်အောင်ဒါဆွမ်းဆောင်ရင်ကျွန်တော်တို့ဒါထပ်ပြီးတော့မှချပြလို့ရတဲ့အနေအထားမျိုးတွေရှိနေတယ်ပေါ့နော်လက်ရှိအနာတူနီမာလီခင်ရဲ့ဒီအသက်အရွယ်ရဆိုရင်တော့ဒါ38နှစ်ရှိပြီပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီ38လောက်မှာဒါနှစ်ပွဲလောက်ထိုးပြီးတော့မှ ါနှစ်ပွဲစလုံးနိုင်ရမယ်ပေါ့နော်အစောပိုင်းမှာပြောခဲ့တဲ့ပွဲစဉ်တွေပေါ့နော်အဲဆိုတော့ UFC သွားမယ်ဆို38 39 40ပေါ့နော်40လောက်ထိရတော့အေးအေးဆေးဆေးအဂျုံဂျုံတို့ဆိုရင်လည်းအခုဆိုရင်39 38ရှိပြန်တော့သူ့အနေနဲ့လည်း UFC မှာသွားပြီးတော့ထိုးမယ်ဆိုရင်တော့လေဒါတကယ်ကိုဒီ champion ပွဲတွေပဲထိုးမယ်ဆိုရင်တော့ဒါမီသေးတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မြင်ရကတော့ဒါ Malikin ကို1 championship မှာလောက်စရာရှိတာလုတ်ပြီးသွားပြီဆိုရင်တော့ဒါ UFC ကိုဒါသွားစီချင်တယ်ပေါ့နော်โอเคဒါဆိုရင်နောက်ဆုံးအကြောင်းအရာဖြစ်တဲ့ ီဘုံပြောင်းနေတဲ့ရှာမီအော်တိုဂန်ကိုဝမ်ချမ်ပီယံရှစ်ဘက်ကဒါတခြားအဖွဲ့အစည်းမရောက်အောင်ထိန်းချုပ်ခေါ်ယူထားတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒါဆွေးနွေးတုံ့တက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဘာကြောင့်မို့ကျွန်တော်ဒီလိုခေါင်းစဉ်ပေးရတယ်လဲဆိုရင်တော့ဒါရှာမီအော်တိုဂန်လို့ပြောလိုက်မယ်ဆိုတာပရိသတ်တွေ အတိကြရတဲ့အတိုင်းပဲပေါ့နော်ဒါအောင်လာဆန်းကိုအနိုင်ရယူပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့သူ့အနေနဲ့ဒါလုံးဝကိုအနာတူလီမာလီခင်ထံကနေပြီးတော့မေဒဝိချန်ပီယံခပ်ပတ်ကိုလူယူရတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့အနာတူလီမာလီခင်ကိုကြီးလိုက်မယ်ဆိုရင်တော့လေသူ့အနေနဲ့ဒီ heavy weight တန်းကိုပဲအဓိကအာရုံစိုက်နေတဲ့အတွက်ကြောင့်မို့လာရှာမီယာလိုကန်ကနေထိုင်နေတဲ့ဒါအနာတူလီမာလီခင်ကိုထိုင်ဆောင်နေရတယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီခေါင်းစဉ်မှာကနေ topic မှာကနေကဒီဘုံပြောက်နေတဲ့ရှာမီယာလိုကန်လို့ဒါပြောဆိုထားတယ်ပေါ့နော်အဲ့တော့ ဝမ်ချမ်ပီယံရှစ်ဘက်ကဒီလိုဘုံပြောက်နေတဲ့ဆောင်မြင့်အာတူကန်ကိုဒီတခြားအဖွဲ့အစည်းမရောက်အောင်ပေါ့နော်ဒါဂျားထင်းမှာပေါ့အောင်လာဆန်းရှင်ပြိုင်ထူးတက်ခဲ့မှုတဲ့ဒီဂေဗက်တိုဂေဗောင်နဲ့ဒါပြီးခဲ့တဲ့2025မတ်လ8ရက်နေ့မှာဒါပွဲတည်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုတော့ဒီပွဲစဉ်ကဒါဝမ်ချမ်ပီယံရှစ်ဘက်ကပြောမယ်ဆိုရင်ဒါဖိုင်တာတွေတော်တော်ရှားနေတဲ့အတွက်ကြောင့်ပဲဒါရှိတဲ့ဖိုင်တာနဲ့ဒါကောက်တယ်ပြီးလိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုတော့ရှာမီအာတူဂန်ကို ဒီ one championship အဖွဲ့အစည်းကနေပြီးတော့ဒီတခြားအဖွဲ့အစည်းဒါမရောက်သွားအောင်ကျွန်တော်တို့ဒီထိန်းချုပ်ထားတယ်ပေါ့ပြောမယ်ဆိုတော့နိုင်ပွဲတစ်ပွဲဖန်တီးပေးလိုက်ပြီးတော့မှဒီနိုင်ဒီပွဲစဉ်ကလည်းဒါရှာမီယောလူကန်နေနဲ့လုံးဝဒါအနိုင်ရရှိသွားနိုင်မယ်ဆိုတာလည်း one championship အဖွဲ့အစည်းကတည်ထားတယ်အဲ့တော့နိုင်မယ်ဆိုရင်လည်းအလဲထိုးနဲ့နိုင်မယ်ဆိုတာလည်းမန်းဆထားတယ်ပေါ့နော်အဲ့တော့ပွဲတစ်ပွဲဒီအနိုင်ရဖို့အတွက်ဒါဖန်တီးပေးလိုက်တဲ့အပြင်ကိုကျွန်တော်ဒါဘွန်းနဲ့ဒေါ်လာ9000ပါကျွန်တော်စုချင်းပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီလိုချင်းပေးလိုက်တော့ ဒါရှာမီယာလိုကန်အတွက်ပြောမယ်ဆိုတော့ဒါ okay သွားတယ်ပေါ့ကွာဂျားထဲမှာကျွန်တော်တို့ပွဲလေးနည်းနည်းလေးခြားတော့လဲကိစ္စမရှိဘူးပေါ့နော်ဒါဘောနဲ့လည်းရရှိထားလဲဆိုတော့ easy easy ဒီခက်ပတ်လူပွဲအတွက်ကိုဒါထိုင်ဆောင်နေရမယ်ပေါ့နော်အဲထိုင်ထိုင်ဆောင်ပြီးတော့မှဒါမလီကန်အနေနဲ့ဒါရူရူနဲ့ကျွန်တော်တို့ဒီ heavy weight တောင်မကြည့်ပွဲထိုးတက်ပြီးသွားပြီးဆိုတာနဲ့ဒါရှာမီယာလိုကန်ကမလီကန်ရဲ့ဒီ middle weight champion ခက်ပတ်ကိုဒါစင်ကိုထိုးတက်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်တော့1 championship အနေနဲ့ရှာမီအာဒူဂန်ကိုအခုလိုကျွန်တော်9ပွဲတပွဲဖန်တီးပေးလိုက်တာက ါတော်တော်လေးကိုကောင်းသွားခဲ့တယ်လို့ပြောမှာဗျအဲ့တော့ဇီးကွက်အရစင်းစားကြည့်လိုက်မယ်ဆိုရင်လည်းဒါသုံးထက်ကွမ်းချန်ပီယံနာတူလီမာလီခင်ကိုကျွန်တော်ပွဲထုတ်လို့ရတယ်ဗောနော်ဒါမီဒဝိတ်မှာလည်းရှာမီအာတူဂန်နဲ့ဒါတည်ပေးလို့ရတယ်လို့လိုက်ဟဲဗီဝိတ်တန်းမှာလည်းဒါတက်လာတဲ့ဒါဖိုက်တာတွေကိုလည်းကျွန်တော်ပြန်ပြီးတော့မှတည်ပေးလို့ရတယ်ဗောနော်အဲ့တော့လိုက်ဟဲဗီဝိတ်တန်းတော့ဒါလောလောဆယ်ကတော့ဒါဖိုက်တာတွေကလည်းပြောမှာဆိုဒါတော်တော်လေးရှားနေသေးတယ်ဗောနော်ဒါထပ်ပြီးတော့မှဒါခေါ်ယူမလားမခေါ်ယူဘူးလားဆိုတာကိုကျွန်တော်အနေနဲ့စောင့်ကြည့်သွားမယ်ပေါ့နော်အဲ့တော့1 championship ကတော့ဒီ MMA ပိုင်းမှာကတော့ကျွန်တော်တို့ ဒါပြစ်သက်တွေအနေနဲ့တော့ဒါအများကြီးဒါမျောလင့်လို့မရတော့ဘူးဒါလက်ရှိအနေထားကျွန်တော်ဈေးကွက်အနေထားအရဒါရှာမီအော်တိုဂန်ကိုကျွန်တော်ဒီမီဒယ်ဝိတ်မှာခပ်ပတ်လူပွဲတစ်ပွဲတဲပြီးလိုက်တာနဲ့ကျွန်တော်အဲ့ဒီပွဲစဉ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဖိုက်တာတွေတော်တော်များများကျွန်တော်တက်လာတဲ့ဖိုက်တာနဲ့မရှိတော့သလိုဒါနောက်ထပ်ဖိုက်တာတွေကလည်းဒါမရှိတော့ဘူးပေါ့နော်အဲ့တော့ကြည့်ရသလောက်ဆိုရင်တော့ဒါမီဒယ်ဝိတ်တန်ရောလိုက် heavy weight ရောပြီးပြီဆိုရင်ဒီ heavy weight တန်ရောကျွန်တော်ဇက်လန်တွေကဒါ တကယ်ကျွန်တော်ဒီ champion cup လုပွဲတွေကျွန်တော်ပြီးဆုံးသွားမယ်ဆိုရင်တော့ဒီ MMA fighter တော်တော်များများကဒီ one championship မှာဒါနောက်ထပ်ပွဲစဉ်ထူးတက်ရဖို့အတွက်ဆိုရင်တော့ဒါဘယ် fighter နဲ့ထိုးရမှန်းမသိသလိုဒီအကုန်လုံးကဒီဂျောင်ပြောက်သွားမယ်အနေထားမျိုးတွေဒါရှိလာနိုင်တယ်ဘောနော်အဲ့တော့ operator တွေကတော့ဒါဘယ်လိုမျိုးထင်မြင်ယူဆထားတယ်လဲတော့မသိဘူးအဲ့တော့ကျွန်တော်ရဲ့မြင်ရဆိုအစောပိုင်းမှာပြောခဲ့သလိုပဲဒါဘယ် fighter ပဲနိုင်နိုင်ကျွန်တော်ဘယ် fighter ပဲရှုံးရှုံးဘောနော်အဲ့တော့နောက်ထပ်ဒီပွဲစဉ်ကကျွန်တော်တို့ထပ်ပြီးတော့တဲပေးရဖို့အတွက် ဒါဖိုက်တာတွေကလည်းမရှိနေဘူးဖြစ်နေတယ်ဗောနော်အဲ့တော့ဒီလိုအနေထားမျိုးမှာဆိုတော့ဒါရှောင်မီအာလိုဂန်ကလည်းဘုံပြောက်သွားနိုင်ခြင်းရှိတယ်ဗောနော်အဲ့တော့ဒါတခုစောင့်ကြည့်သွားမယ်ဟာကဒါအောင်လာအန်ဆန်းနဲ့ကျွန်တော်အစောပိုင်းမှာကျွန်တော်ပြောဆိုခဲ့တဲ့ဒီဖိုက်တာဗောနော် event ဆို event ဆိုတဲ့ဒီရုရှားကဖိုက်တာ ਨੇ ဒါရှင်ပြန်ထူတက်လိုက်လို့ကျွန်တော်တို့ရုရှားဖိုက်တာဖြစ်တဲ့ event ကအောင်လာအန်ဆန်းကိုအနိုင်ရရှိသွားမယ်ဆိုရင်တော့ဒါမေဒဝေကနောက်ထပ်တကယ်လို့ဒါရှောင်မီအာလိုဂန်နဲ့အနာတိုလီမာလီကီကိုနိုင်ပြီးတော့မှဒါမေဒဝေချန်ပီယံခပ်ပတ်ရသွားမယ် ါရတော့ပြီးတဲ့နောက်ပိုင်းမှာဒါခက်ဘက်ကောက်ကွယ်ပွဲအနေနဲ့အစောပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ဒီ Russian Fighter event နဲ့ပေါ့နော်ပွဲတယ်ပြီးလို့ရတဲ့အနေအထားမျိုးတခုတော့ရှိတယ်ပေါ့နော်အဲ့ဒါလွဲလို့ကျွန်တော်ထပ်ပြီးတော့မှရှာမယ်ဆိုရင်တော့ဒါနောက်ထပ်ကျွန်တော်တို့ဒါပွဲတယ်ပြီးလို့ရတဲ့ Fighter တွေကလည်းမရှိနေဘူးပေါ့နော်အဲ့တော့အကယ်၍ဒါသူ့အနေနဲ့ middleweight ခက်ဘက်ရပြီးကျွန်တော် middleweight တက်မှာပဲမနေဘဲဒီ light heavyweight တို့ဒါ heavyweight တန်းတို့တက်ပြီးတော့မှရှင်ပြန်ထိုးတက်မယ်ဆိုရင်တော့ဒါပြောလို့တော့မရဘူးပေါ့နော်ဒါသူ့အနေနဲ့နောက်ထပ်ဒီ one championship မှာလည်း အပွဲလေတော့ရနိုင်ချေရှိတယ်ဗောနော်ပွဲရနိုင်ချေရှိတယ်ဆိုတဲ့ဟာကကျွန်တော်ဒီမာလီခင်နဲ့ထိုးတက်ဖို့ပြောတာဗောနော်အဲ့ဒီမာလီခင်တို့ဒါရူရူတို့ဒီတခြား heavy weight တန်းကဒီ combine fighter တွေနဲ့ဒါရှင်ပြိုင်ထိုးတက်ဖို့လောက်ပဲရှိတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါပရိသတ်တွေတော်တော်များများစိတ်ဝင်စားနိုင်ချေရှိတဲ့ဒီ topic အကြောင်းအရာ၃ခုလေးကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲကြိုက်နေတက်လိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီကနေ့ရဲ့ video လေးကိုကြည့်ရှုပေးကြနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲတိုင်ယာပျော်ရွှင်တဲ့ point လေးကိုပိုင်ဆိုင်နေကြပါစေ